ရွှေတောင်ကြားလမ်းမှာအတန်းရချီတဲ့အင်ကြီးတွေပိုင်ဆိုင်ထားတဲ့အမှုပညာရှင်၄ယောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောပြမှာကတော့ရန်ကုန်မြို့ရဲ့အခွင့်ထူးကန်လူဒန်းစားတွေပဲနေထိုင်နေတဲ့ရွှေတောင်ကြားရက်ခွက်ကြီးနဲ့အဲ့ဒီမှာအတန်းရချီတဲ့အင်ကြီးတွေကိုပိုင်ဆိုင်ထားတဲ့ပရိသတ်တို့ရဲ့ချစ်တော်အမှုပညာရှင်တွေအကြောင်းပါပဲ ရွှေတောင်ချောင်းဆိုတာတောင်မန်အောင်မြင်ုံနဲ့နေလို့ရတဲ့နေရာမဟုတ်ပါဘူး။မြေတကွက်ထဲရဲ့တံပိုးကတိမ်ပေါင်းတောင်းချီကုန်ကြနိုင်တဲ့နေရာပါ။ဒီလိုနေရာမှာနေထိုင်နိုင်တဲ့သူတွေဟာခေတ်ပေါ်တထေးတွေထက်ဘိုးစင်ပေါင်းဆက်ချမ်းသာတဲ့မိသားစုကြီးတွေအများစုပါ။အနုပညာရှင်တွေတဲကဘသူတွေကရောဒီလိုနေရာမှာမွေးဖွားခြင်းဖြင့်ပိုင်ဆိုင်နေကြတာလဲကြည့်လိုက်ကြရအောင်ပါ။ အင်ဒရာဂျော်စင်ရဲ့ယာစာနေဝင်ပထမဆုံးပြောရမယ့်သူတွေကတော့သူတို့ရဲ့ချမ်းသာမှုကငွေတင်မဟုတ်ပဲတမိုင်းမှာပါဝင်နေတဲ့မောင်နှမတဝန်းခွဲနှစ်ယောက်ကြောင့်ပါပဲသူတို့ကတော့ထိတ်တန့်မင်းသမီးအင်ဒရာဂျော်စင်နဲ့မင်းသားယာစာနေဝင်တို့ပါပဲကျမတို့ရဲ့ပရိသတ်တွေကဥဝဲလို့ချစ်စနိုးခေါ်ကြတဲ့အင်ဒရာဂျော်စင်က အောင်မြင်လာမှရွှေတောင်ကြားကိုပြောင်းလာတာမဟုတ်ပါဘူး။သူမရဲ့အဖိုးကမြန်မာလွတ်လပ်ရေးကြိုးပမ်းမှုမှာတမိုင်းဝင်ခဲ့တဲ့ရဲဘော်တုံးချက်ဝင်ပိုစီရဖြစ်ပါတယ်။ဒီလိုမျိုးတမိုင်းဝင်မျိုးရိုးကဆင်းသက်လာတာနဲ့အညီသူတို့မိသားစုကရွှေတောင်ကြားမှာမျိုးရိုးအလိုက်နေထိုင်လာခဲ့တာပဲဖြစ်ပါတယ်။ဒါကငွေနဲ့ဝယ်လို့မရတဲ့ကုန်ပါပဲ။မင်းသားရာဇာနေဝင်ကတော့အဲ့ဒီမျိုးရိုးရဲ့အမွေအနှစ်ဖြစ်တဲ့ရွှေတောင်ကြားကမိသားစုအိမ်ကြီးမှာပဲဆက်လက်ပြီးတော့နေထိုင်နေရတဲ့သူပါ။ဦးဝေးကတော့သူမကိုယ်တိုင်ရဲ့စူးစမ်းမှုခင်မုံဖြစ်သူပြည်တီဦးရဲ့အောင်မြင်မှုတွေနဲ့ပေါင်းဆက် ်ပြီးတော့အဲ့ဒီရွှေတောင်ကြားရပ်ကွက်ထဲမှာပဲနောက်ထပ်အင်ဂျီတစ်လုံးကိုခန်းနာစွာနဲ့ထပ်မံပြီးတော့ပိုင်ဆိုင်ထားပြန်ပါတယ်။ဒါကိုမျိုးရိုးကလည်းချမ်းသာကိုရိုင်းကလည်းထူးချွန်တယ်လို့ခေါ်ရမှာပါ။ရွှေတောင်ကြားမှာနောက်ထပ်နေတဲ့အနုပညာရှင်ကတော့နန်းစုရည်ဒီဆိုပါ။သူမကတော့မွေးကလေးကရွှေစွန်းကိုက်ပြီးတော့မွေးလာသူလို့အားလုံးကသတ်မှတ်ထားတဲ့နန်းစုရည်ဒီဆိုပါ။နန်းစုရည်ဒီဆိုကအနုပညာရှင်ဖြစ်တာကြောင့်ချမ်းသာလာတာမဟုတ်ပါဘူး။သူမရဲ့ဖခင်ကြီးကိုရိုင်းကနာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဖြစ်ပြီးတော့ကုမ္ပဏီကြီးတစ်ခုရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်။ ဒါကြောင့်မလို့နန်းစုရည်ဒီဆိုအတွက်ရွှေတောင်ကြားဆိုတာကအခွင့်အရေးမဟုတ်ပဲသူမရဲ့မွေးရည်မြေသူမရဲ့မိသားစုရဲ့နေရာဖြစ်နေခဲ့တာပါကိုရင်ကလည်းအမှုပညာမှာရောစီးပွားရေးမှာပါထပ်ဆင့်အောင်မြင်နေပြန်တော့ သူမရဲ့ဘဝကတော့တကယ်ကိုပြည့်စုံလုံးလှပါရဲ့ရှင်။နောက်ဆုံးတစ်ယောက်ကတော့အနုပညာလောကတွေကိုမဝင်ခင်ကတည်းကတတိသားဆိုပြီးတော့လူသိများခဲ့တဲ့မင်းသားကျော်ဟင်းဝင်းရဲ့မသူရဲ့ဖခင်ကလည်းအောင်မြင်ကျော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဖြစ်ပြီးတော့သူတို့မိသားစုကရွှေတောင်ကြားမှာနန်းတော်ကြီးလိုခန်းထားတဲ့အိမ်ကြီးနဲ့နေထိုင်နေကြတာဖြစ်ပါတယ်။ဟင်းဝင်းရန်ကအနုပညာအလုပ်တာဟာဝါသနာအရတသက်လောက်ကင်တာဖြစ်ပြီးသူရဲ့နောက်ခံပိုင်ဆိုင်မှုတွေကတော့အလုံးအသီးမပြူရလောက်အောင်ကိုတောင်းတင်းလှပါတယ်။ကေဘရိတ်တကြီးတို့ရင်ဒီအနုပညာရှင်တွေရဲ့တူညီတဲ့အချက် ချက်ကသူတို့အလုံးဟာကိုယ့်ရဲ့နေပယ်မှာအောင်မြင်ရုံတည်းမကပဲဘဝကိုစတင်ခဲ့တဲ့နောက်ခံကလေးကတာမန်လူတွေနဲ့မတူညီပဲရွှေတောင်ချားဆိုတဲ့အခွင့်အထူးကနေရာကနေစတင်ခဲ့ကြတဲ့သူတွေဖြစ်နေတာပါသူတို့ရဲ့တန်းရချီတန်းအင်ကြီးတွေဟာသူတို့ရဲ့အောင်မြင်မှုကိုရောသူတို့ရဲ့မျိုးရိုးဂုဏ်သိက္ခာကိုပါဖော်ပြနေတယ်လို့ပါပဲပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်